မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်မှုအမျိုးမျိုးကျူးလွန်နေတဲ့စစ်ကောက်စီရဲ့လုံရက်တွေကိုအားပေးထောက်ခံနေတဲ့နိုင်ငံတချို့ကိုတတိထားကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမိုက ပြောဆိုလိုက်ပါတယ်။အာမီဂါတင်ဆက်ထားပါတယ်။ မေလ9ရက်နေ့ကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတီထောင်တာ၄နှစ်ပြည့်မိန့်ခွန်းနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးကထက်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ခုဆိုရင်မြမရေးဟာကမ္ဘာအချင်းချင်းနဲ့လည်းဆက်ဆက်လာပြီ။ပြည်သူတွေရဲ့စံတာသဘောထားကိုလစ်လျူရှုပြီးမြမပြည်ပေါ်ဩဇာလွှမ်းမှုကိုရိုးစည်းဝါးအမျက်ထုတ်ဖို့ကြံရွယ်ခြင်းနဲ့ စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကလည်းသတိကြီးထားပဲပြည်ပနိုင်ငံတချို့ကစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေအပေါ်အားပေးထောက်ခံနေမှုတွေကိုဂရုစိုက်မနေပဲတော်လှန်ရေးခရီးဆုံးတဲ့အထိဆက်ပြီးတော့ခြိတက်သွားဖို့လိုတယ်လို့လည်းပြောပါရယ် PDF တက်မတော်ဖို့တော့မယူရမဆောင်ကိုလမ်းကြောင်းကိုအားကောင်းမောင်းတာဆက်လက်ခြိတက်ကြဖို့ပဲ ဖြစ်လိမ့်မယ်။ဘင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်တောက်ခံနိုင်စွာကအဆုံးဖြတ်ဖြစ်ခဲ့တယ်။ပြည်ရဲ့ဘရဲတော်တူးချင်းအနေနဲ့လည်းစိတ်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့ခက်ခဲမျိုးကြုံစီကြံ့ကြံ့ခံဖြတ်သန်းဖို့လိုအပ်တယ်။ဘင်းတော်အောင်ပွဲဤလူဒေါ်လာရင်းတစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံနိုင်စွာကပဲအဆုံးဖြတ်ပြီးလိမ့်မယ်။ ဆက်အာနာသိမ်းပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က2021ခုနှစ်မေလ9ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခဲ့တဲ့၄နှစ်တာကာလထဲမှာဒီမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတော့ပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေမြို့တွေကိုလည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသလိုအုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်းအတိုင်းအတာတစ်ခုထိလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ လက်ရှိမြေပြင်အခြေအနေတွေအရတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်တိတုံညာနှစ်ခွန်းစစ်စင်ရေးကာလတဲ့ကိုကန့်တက်မတော် MNDA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့လာရှိုးမျိုးကို စစ်ကောင်စီကို ပြန်ပြီးတော့ပေးလိုက်ရပါတယ်။ဒါအပြင်တန်အမျိုးသားလူမျိုးရေးတက်မတော် TNL ကိုလည်းတရုတ်ကတိတုံညာနှစ်ခွန်းစစ်စင်ရေးကာလထဲမှာသိမ်းပိုက်ထားတဲ့မျိုးတွေကနေပြန်ပြီးတော့စုတ်ခွာပေးဖို့ဖိအားပေးပြောဆိုမှုတွေရှိနေတယ်လို့စီးဝါနဲ့ကုံစီတည်ယူခွင့်တွေကိုလည်းပိတ်ထားပြီးတော့ပြည်သူလူထုတွေခက်ခဲမှုရှိအောင်ဖိအားပေးလှုံ့ဆော်နေ တာတွေလည်းရှိနေတယ်လို့မေလ၄ရက်နေ့ကလုတ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ PSLF TNL ကပြောပါရရှင်။